နော်နှစ်6ပါဝါထောင်းပေါ့နော်နှစ်ဥမာ6ပါဝါခါနှစ်ချိန်မှာနှစ်ခါ၃ချိန်၃ညခါပေါ့နော်အဲ့ဒီတော့၁၈ချိန်မှာဘူကြီးပလိပေါ့အဲ့လိုရိုက်ပြီးတော့ ਨੇ သူ့ရဲ့တပင်ကြောင့်မှာ၃ညနောက်ပိတ်တီ၃ညနောက်ပိတ်ရော၂၀ချိန်မှာ၆နောက်ပိတ်၂၀ချိန်မှာ၆ထည်စီပုံတီပေါ့နော်အဲ့လိုရိုက်ပြီးတော့သူ့ရဲ့နောက်တနေ့ကျွန်တော်တို့အဲတခုတော့ရှစ်ပရိတ်ပေါ့နော်ရှစ်ပရိတ်ကိုမှကျွန်တော်တို့ဒီသုံးလုံးတင်နေရှစ်ပရိတ်ကိုရိုက်ပြီးသူ့အောင်မှာရှစ်ထည်စီကစားပြီးတော့သူ့ရဲ့ရင်ဆိုင်ကအဒီကျွန်တော်တို့ရှစ်တုံညာလေးဒီအညစ်ထဲမှာပြန်ကြကစားရတယ်ပေါ့နော် ြန်ကြကစားတယ်အဲ့လိုပြန်ကြကစားတဲ့ရင်ဆိုင်မှာလည်းသူက၅ခါ၉ခါ၄ဘိတ်ပေါ့နော်၄ဘိတ်ကပုံတင်နေ၅ခု၄လုံးလုံးပေါင်းချင်း၈လို့ဖြစ်တယ်ဗျဒီ၈တိကြောင်းပေါ့နော်အဲ့လိုလေးရိုက်ပြီးတော့သူကနေပြီးတော့ကျွန်တော်တို့ဒီ၅ခု၄ပေါ့နော်ခါသုံးလုံး၅ခု၄လို့ဖြစ်တာနဲ့သူရဲ့နောက်တစ်နေ့မှာကျွန်တော်တို့ငါးချင်း၆ချင်း၇ချင်းမှာ၈၅၆ပေါ့နော်၈၅၆သုံးလုံးပေါင်းချင်း၉လို့ဇောင်းထိုးတယ်ဗျ၈၅၆ရောင်းထိုးတယ်ပေါ့နော်ထိုးပြီးတော့လည်းအဲ့နေ့ထဲကျွန်တော်တို့ပထမဆုံး၉ခါကြာရင်တပင်းကျော်ပြန်ကြကြတယ်အဲ့လိုတပင်းကျော်ပြန်ကြကြတဲ့နေ့ထဲမှာလည်းသူ့ရဲ့ အဲ့ဒီတည်းကပရိတ်ရှိပေါ့နော်တခုတော့ပရိတ်ရှိမှာသူ့ရဲ့ဘေးမှာ၃ခါသူ့ရဲ့ဘေးမှာ၈ထိတ်ပါဝါထိတ်စီးရပြီပေါ့နော်ထိတ်စုံလုံးပြစ်လို့ထောင်ပြီးတော့တဲ့၃၅ချောင်းထိတ်စုံပြစ်လို့ထောင်ပြီးတော့ဒီ၆၉နှစ်ဆိုတဲ့ကနန်းကလက်နှစ်ကျော်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့ဒီ၈ချောင်းပေါ့နော်ဒီ၃လုံးပေါင်းချင်းပြစ်လို့ခံပြီးပြစ်တည့်ရနှစ်ခါ၈ပရိတ်ပေါ့လေအဲ့တော့ဒီလိုလှုပ်လှုပ်လာတဲ့အတွက်ဒီဒီ၆၉နှစ်ကိုလက်တစ်နှစ်ကျော်ထွက်တဲ့အတွက်အဲ့ဒီဒီ၃ခါပေါ့နော်ဒီ၃ခါဒီလေပရိတ်ရှိရပြီးတော့၃ခါဒီလေသူ့ရဲ့နောက်တစ်နှစ်မှာ၃ခါဒီတစ်ချိန်ပဲကြာတယ်ပေါ့နော်နောက်ပြီးတော့၂၀နဲ့တစ်ချိန်မှာတို့၃အပိတ် သူ့ရဲ့နောက်တစ်ညမှာတဲ့ရှစ်ပရိတ်လို့ထွက်ရင်ပေါ့နော်ရှစ်ပရိတ်ကကျင်ရင်နေတယ်ဒီတိုင်းမှာတော့နော်ရှစ်ပရိတ်လို့ထွက်ရင်သူကနောက်ပိတ်သုံးလုံးတင်းနေထွက်တယ်ဗျ၄၅ညပေါ့နော်နောက်ပိတ်သုံးလုံးတင်းနေထွက်ပြီးတော့အဲ့ညလို့ပိတ်လိုက်တဲ့ခဏကအဲ့ညထဲမှာပထမဆုံးပိတ်တဲ့နောက်ပိတ်လို့ယူဆရတယ်ပေါ့နော်ပထမဆုံးပိတ်နောက်ပိတ်လို့ယူဆရတယ်အဲ့တော့ခွန်ကိုးနဲ့မှာတော့ဒါနှစ်ကျင်မှာပိတ်တဲ့တော့ထားလိုက်တော့နော်ညပိတ်ကဒါပထမဆုံးပေါ်တယ်ဟုတ်ပြီနော်ဒါရှစ်ပရိတ်နဲ့ပတ်သက်လို့ရပြီဒါ အဲ့ညထဲမှာတဲ့သူကစားကျင်တာကကျွန်တော်တပင်းကြောကနန်းလေးပေါ့နော်နှစ်ကြိမ်ပဲကျင်လို့လားမလို့အဲ့ဒါကျွန်တော်တို့ထိုးကျင်တဲ့သူရှင်လည်းထိုးပေါ့နော်ဒီ6ခုနှစ်ကို6နှစ်ကိုတွက်တဲ့အဲ၄၅ကို၄၅လေးလို့တပင်းကြောဆောင်းတပင်းကြောတက်တဲ့စိုက်လေးလည်းရှိတယ်ပေါ့နော်ဒီဖရိနေမှာဒါကကျွန်တော်တို့ပရိတ်ရှိတော့ဒါဆိုဒုတိယကပ်မှာလည်းနှစ်ဦးမှာ3ရှစ်ပါပါထောင်တယ်နှစ်ကြိမ်ကခါ3ကြိမ်3ခါပေါ့နော်7ကြိမ်မှာသူဘူးကြီးပရိတ်လို့ရတယ်သူရဲ့ဆောင်းတပင်းကြောမှာ3ရအပိတ်ဒီ3ရအပိတ်20ကြိမ်မှာ6ထိပ်ပါနောက်ပိတ်တော့လုံးတက်ပေါ့နော်အဲ့လိုရပြီသူရဲ့နောက်တစ်နှစ်မှာလည်းသူက ပရိရှိတကွက်ထွက်တယ်ပေါ့နော်ပရိရှိကိုမှသူ့အပေါ်ကခြေပေါင်း30နဲ့တစ်ထိန်ငယ်ကိုတစ်ပုံတည်နေပရိရှိရဲ့တစ်ရဲ့နှက်ခက်10ပရိလို့ထွက်တယ်ထွက်တာနဲ့သူ့အောင်မှ10ထိန်ကြီးကစားတယ်အဲသူ့ရဲ့ရင်ဆိုင်ကဒီ3လေးလေးဆိုတဲ့ကနေကအဲ့ဒီထဲမှာပြန်ကောင်းကစားတယ်အဲ့လိုပြန်ကောင်းကစားပြီးတာနဲ့သူ့ရဲ့ရင်ဆိုင်မှာ4ဘိတ်ကပုံတည်9 9ခါ9ခါ4ဘိတ်နဲ့3လုံးပေါင်းချင်းဒီကျွန်တော်တို့10လို့ပဲဖြစ်တယ်ဖြစ်ပြီးတော့သူ့ရဲ့နောက်တစ်နေ့ကျွန်တော်တို့9ချိန်6ချိန်9ချိန်မှာ156ရောင်းမဲ့ထိုးတယ်ပေါ့နော်156ရောင်းထိုးတယ်ထိုးပြီးတာနဲ့အဲ့ဒီထဲမှာပထမဆုံး6ခါကြာရင်တပင်းကြောပြန်ရကြတယ်နော်အဲ့လိုတပင်းကြောပြန်ရကြပြီးတော့အဲ့ဒီထဲမှာသူက တခုသောဘရိတ်ရှစ်ပေါ့နော်6ရှစ်လေးဘရိတ်ရှစ်လို့ရိုက်တယ်ရိုက်တာနဲ့သူ့ဘေးမှာသူသုံးခါပြီးတော့နှစ်ခါခွန်ထိတ်တယ်ရှစ်ထိတ်ပြီးတော့ခွန်ထိတ်ပေါ့နော်ပါဝါအဲ့လိုရိုက်ပြီးတော့သူထိတ်သုံးလုံးကိုတက်လို့ထဲတယ်ဗျာ6 8 4ပေါ့နော်သုံးလုံးပေါင်းကြီးတက်လို့ဖြစ်တယ်ဖြစ်ပြီးမှဒီဘရိတ်ရှစ်ရိုက်တယ်ရိုက်တဲ့အတွက်ဒီသုံးလုံးပေါင်းကြီးတက်လို့ထဲတယ်6 9နှစ်ကတစ်နှစ်ကျော်မှလိုက်ထွက်တယ်အဲ့တော့ဒီနှစ်နှစ်ပေါ့နော်ဒီနှစ်ခါဒီသူ့ရဲ့နောက်တစ်နှစ်မှာနှစ်ခါဒီကျွန်တော်အကျိမ်းပဲပေါ်လေဗျ20ကျိမ်းပါဘောနော်20ကျိမ်းမှာနှစ်ပိတ်ကပုံသေးအဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ဗရိတ်ရှစ်လို့ ထွက်မယ်ဆိုရင်စထွက်မယ်ဆိုရင်ပေါ့နော်သူ၈တင်းနဲ့ဇလန်းနဲ့သွားတာနှစ်ကုန်ကန်လေးလို့ကျွန်တော်လည်းဒါချပြပါပေါ့နော်ဒီမှာလည်းတိုက်ဆိုင်နေလို့အဲ့တော့ဒီမှာကျွန်တော်တို့၈တင်းမှာဗလိတ်ရှစ်လို့ပေါ်လေဗျာပေါ်ပြီးဆိုတာနဲ့သူကနောက်ပိတ်သုံးလုံးတင်းနဲ့သွားတယ်ဗျာခွန်ပိတ်ခွန်ပိတ်ခွန်ပိတ်နောက်ပိတ်သုံးလုံးတင်းနဲ့ဗလိတ်ရှစ်လို့ပေါ်တယ်ဟုတ်ပြီနော်အဲ့ခွန်ပိတ်ကလည်းအဲ့နေ့ထဲမှာပထမဆုံးပိတ်တဲ့အပိတ်လေးဖြစ်နေတယ်ဗျာဟုတ်ပြီနော်နောက်ပိတ်ကပထမဆုံးပိတ်တဲ့နောက်ပိတ်ပဲဖြစ်နေတယ်ခွန်ပိတ်ပေါ့နော်အဲ့တော့သောင်းသုံးလုံးပြုတ်ပုံတည်ထည့်ပြီးတော့ပထမဆုံးပိတ်တဲ့ခွန်ပိတ်နဲ့ဒါဗလိတ်ရှစ်ဖတ်တယ်ပေါ့နော် ိုက်ညထဲမှာပဲသူကရောင်းနေမရောကနန်းလေးထွက်တယ်နော်ဒီကောင်တော့တော့ထွက်တယ်ဘယ်မှာကံမှနှစ်ပွဲထွက်တယ်နော်အဲ့တော့မိမိကြိုင်နေတဲ့ရင်ထိုးလို့ရအောင်လို့ဒါမင်းညမပြီးလိုက်တဲ့ line ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာတတိယကပ်ပေါ့နော် subscriber မလင့်ရသေးတဲ့ညီကောင်မတော်များအားလုံးလေအသက် subscriber လေးတယောက်တစ်ချက်ထိလောက်ပေါ့နော်လက်မလေးတွေတဲလေးတွေပေးရင်လည်းပေးခဲ့ပေါ့ဘာမှပေးတယ်ရမလို့နော်ပေါက်သွားခဲ့ရင်တော့ဘာမှပေးတယ်ရမလို့လွှဲသွားခဲ့ရင်တော့စေတနာလွှဲပါနော်ဘယ်သူမှအပိုင်မသိဘူးမိရောကိုကြိုက်နေတဲ့မှာလိုက်ထိုးပေါ့နော်အဲကကြိုးကကြောင်မန်းနေတော့အတိကမှာကကြိုးကကြောင်မန်းနေတဲ့သူကတော့ကျွန်တော်အတင်းမှန်မှုဘလို့ပြတယ်ပေါ့နော်ဒါလေးလည်းမြေတန်ရက်ခဏပါ ိုင်မှာနှစ်ဦးမှာတတိယကံခွန်ထိတ်နှစ်ထိတ်ပါဝါထိတ်ကြီးရိုက်တယ်နှစ်ဦးတစ်ချိန်မှာခွန်ထိတ်နှစ်ချိန်မှာနှစ်ထိတ်နှစ်ချိန်မှာနှစ်ခါသုံးချိန်မှာသုံးခါ အဲ့တော့အညတ်ထက်16ချိန်မှာဘူကြီးပြည့်ရိုက်တယ်သူရဲ့ဇောင်းလိုပင်ဆိုမှာ3ရအပိတ်တီ3ရအပိတ်ရိုက်တယ်အဲ့တော့ဒီ16ချိန်မှာဘူကြီးပြည့်ရိုက်လို့သူရဲ့အောက်20နဲ့ချိန်မှာ6ထိပ်စီနောက်ပိတ်3လုံး6လို့ရိုက်တယ်အဲ့လိုရိုက်ပြီးသားနဲ့သူရဲ့နောက်တစ်ညမှာကျွန်တော်တို့ဒီ10ပြိတ်ပဲနော်သူ10ပြိတ်နဲ့ခြေကန်ဆုံးလာဒီ10ပြိတ်တခုသော10ပြိတ်မှာသူ့အပေါ်ကခွာ6ပေါင်းချင်း2နဲ့ဒီ9ထိပ်နဲ့ကိုတစ်ပုံနေတော့ပြီပြိတ်10လို့ထွက်တယ်အဲ့လိုပြိတ်10လို့ထွက်လိုက်တာနဲ့သူ့အောက်မှာ10ထိပ်စီလို့ရိုက်တယ်အဲ့လိုရိုက်ထားချင်းကြောင့်သူ့ရဲ့ရင်စိုင်းကဒီ19 6ဒီကျွန်တော်တို့ပြန်ကြရလို့ဖမ်းတော့ဆော့ခဲ့တယ်24ချိန်ကြာတော့ကျွန်တော်တို့မပေါက်ခဲ့ဘူးပေါ့နော်ကျွန်တော်19ခွန်ကြအရှိတိုင်းနဲ့ချတာအဲ့မှာ19 6လို့ ပြန်ကြကြတော့တယ်ကြတဲ့ရင်ဆိုင်မှာလည်းသူက၄ဘိတ်ကပုံသေး9လေးပေါ့နော်9ခါ9ခါ၄ဘိတ်အုံလုံးပေါင်းချင်း၈ပေါ့ဗျအဲ့လိုရိုက်ပြီးတော့သူ့ရဲ့နောက်တစ်နှစ်ကျွန်တော်တို့9ချိန်6ချိန်9ချိန်မှာ865 round ထိုးတယ်ဒီဘွဲမှာကျွန်တော်98ကိုတင်ခဲ့တာ line ပေါ့နော်အဲ့မှာ865ဆိုပြီးတော့ ထိုးတယ်နောက်ပြီးတော့အဲ့ညထဲမှာပထမဆုံး၉ခါကြာရင်တပင်းရောပြန်ကြအဲ့တော့တော့ရတယ်ကျွန်တော်ဖွဲ့တိလည်းရတယ်ပေါ့နော်အဲ့လိုမျိုးရိုက်ပြီးတော့အဲ့ညထဲမှာသူကတခုသောဗရိတ်ရှိပေါ့နော်ဒီတစ်တစ်ရှိ၁၁၆ပေါ့နော်ဗရိတ်ရှိဗရိတ်ရှိဒီမှာသူက၁ခါ၆ထိတ်လို့ရိုက်တယ်ပထမက၃ခါ၈ထိတ်ဒုတိယက၂ခါ၇ထိတ်ပေါ့နော်ဒီမှာ၁ခါ၆ထိတ်လို့ရိုက်တယ်ရိုက်ပြီးရတယ်သူထိတိဆုံးလုံးပြည့်လို့ထည့်လိုက်တယ်ဒီ၂ခွန်းကကျွန်တော်တို့ဆောင်းတပင်းကြော်ဒီပွဲမှာထိုးဖို့ရအောင်ဒီပွဲမှာ ਨੇ ကျွန်တော်ကြိုးတော့ပြခဲ့တယ်ပေါ့နော်အဲ့မှာကျွန်တော်ကျွန်တော်ကြိုက်တဲ့ပင်မဟုတ်ခွန်းနဲ့တစ်ချိန်ဆုံးရတယ်ပေါ့ဗျာပြောရမယ်ဆိုရင် အဲ့လိုထွက်ပြီးတော့မှကျွန်တော်တို့ဒီတစ်ကြောင်အိုက်တစ်ကလည်းဒီဘက်ညမှာတစ်ခါကဒီတစ်တစ်ကြောင်မှာတစ်ချိန်ပဲထွက်တယ်ဗျတစ်ချိန်ပဲထွက်ပြီးတော့သူက အဲ့20နဲ့တစ်ချိန်မှာတစ်ပိတ်လို့ပိတ်တယ်ဗျာပိတ်ပြီးတော့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ဒီ10ပိတ်တွေကြောင့်ဒီ10တွေကြောင့်ပေါ့နော်ဒီ10တွေကြောင့်နောက်တစ်နှစ်မှာ10ပိတ်လို့စထွက်မယ်ဆိုရင်သူကနောက်ပိတ်3လုံးပြည့်နေထွက်မှာဆိုတော့အခုပွဲမှာတိုက်ဆိုင်နေတယ်ဗျာဒီမှာခွန်ပိတ်3ပိတ်ပေါ့နော်ခွန်ပိတ်3ပိတ်ဒီမှာတစ်ပိတ်ချိန်မှာတစ်ပြည့်မှာအဲ့တော့တစ်ပိတ်နဲ့ဗရိတ်ရှိဆိုပြီးစိုက်ွက်ထိုးခြင်းနဲ့မိတ်ဆွေရှိရင်လည်းထိုးပေါ့နော်အဲ့တစ်ပိတ်ကလည်းကျွန်တော်တို့ကပထမဆုံးပေါ်မဲ့တစ်ပိတ်ဆိုတော့ပထမဆုံးပေါ်မဲ့နောက်ပိတ်ဆိုတော့ဒါကျွန်တော်ဒီနှစ်ထဲမှာတစ်ပိတ်ကလုံးဝမပေါ်သေးဘူးအဲ့တော့ဒီတစ်ပိတ်ကိုဒီပွဲမှာထည့်ထိုးပေါ့နော်တစ်ပိတ်နဲ့ဗရိတ်ရှိပေါ့အဲ့တစ်ပိတ်နဲ့ဗရိတ်ရှိထဲမှာကျွန်တော်တို့က အကြိုက်ရွေးမယ်ဆိုတော့ကျွန်တော်၈၉တစ်ကိုကြိုက်တယ်နော်အဲဇောင်းတပင်ကျော်ကနန်းကတော့ဒီနှစ်ကွက်ပဲရှိတော့တာဗျဒီမှာအဲခွန်ငါးခွန်ကိုကျွန်တော်ဒီဘွဲမှာထိုးမလားဒါမှမဟုတ်ငါးလေးလေးကိုဒီဘွဲမှာထိုးမလားအဲငါးလေးလေးအောက်က၉ခွန်၉ကိုဒီဘွဲမှာဒါဆက်ထိုးမလားပေါ့တစ်ခါလေးကြာရင်တော့အဲ့လိုမျိုးလေးလေးကလေးကမှအဲထွက်တာတော့ရှိတယ်ပေါ့နော်ဇောင်းတပင်ကျော်တက်မဲ့ကနန်းကတော့အဲပါပါထီရန်ရင်တဲ့သူရှင်ရင်ပေါ့အဓိကပြချင်တာကတော့သူက၈ပြိတ်လို့စပေါ်ရင်နောက်ပြိတ်၃လုံးပြင်းတဲ့ပြိတ်၈ဖြစ်ရမှာဆိုတော့ကျွန်တော်ကတော့လွဲလက်ကွက်မှန်လက်ကွက်ဆိုရင်၈၉တစ်ကိုကြိုက်တာပေါ့နော် နှစ်ငါးတက်လို့မထိုးနဲ့နော်ကြာရင်ငါနှစ်ငါးငါးနှစ်တက်လို့မထိုးနဲ့နှစ်ငါးတက်လို့ထိုးဟောလဲဆိုတော့မင်းညမပြီးတဲ့ line မှာပဲကျွန်တော်ထပ်ပြပေးမယ်နော်မင်းည line မကောင်းတော့ကျွန်တော်အခြား line တွေပါသွားပြီးတော့ပြနေတော့ကြာသွားတာပေါ့နော်ဘယ်လိုဖန်ကြီးอ่ะအဲ့တော့ဒီ frame လေးပါတက်ပြန်ပြလိုက်မယ်နော်ဒီရာလေးပြီးရင်တော့ဆင်းပေးပြကြည့်ရှုပေးတဲ့တယောက်ချင်းကျွန်တော်ကျေးဇူးအထူးပဲတင်ပါတယ်နော်ထွက်တည်ဖြစ်တယ်မထွက်တည်ဖြစ်တယ်အားပေးတဲ့ပိတ်သက်ကိုကျေးဇူးတင်ပါတယ်ထွက်သွားခဲ့ရင်လည်းဘာမှပေးတယ်မလို့နော်မုံဘူးလည်းပေးတယ်မလို့နှစ်ဦးတစ်ချိန်မှာကိုးထိတ်ပေါ့နော် နှစ်ဦးတစ်ချိန်မှာ6ထိပ်နှစ်ချိန်မှာ336အဲ့တော့တုံညာရွေးနဲ့ပရိကိုထွက်တယ်သူရဲ့နောက်တစ်နှစ်မှာဒါပါဝါကွားနဲ့ဒီကိုအကြောင်ကိုပရိထွက်တယ်ပေါ့နော်ထွက်ပြီးတာနဲ့သူရဲ့တစ်နှစ်ကျော်မှာသူရှစ်ခါတိုင်းနဲ့ခွာတော့ရှစ်ပါပါကို73 74 5မှာထိပ်ပြီးတော့တုံးရိုက်တယ်ရိုက်ပြီးတာနဲ့76ချိန်မှာပဲပုံတည်သူသောမှာဒီတုံးအပိတ်ကတုံးပရိအပူခွာနဲ့ပရိတုံးလို့ထွက်တယ်အဲ့လိုထွက်တဲ့နေ့ထဲမှာဒီတုံးညာရှစ်တုံးပရိတင်လို့တစ်ထိပ်စီနှစ်အပိတ်တစ်ခုပေါ်တယ်ပေါ့နော်ပေါ်တာနဲ့သူကနှစ်အပိတ်တုံးညာချိန်ကနှလုံးပေါင်းနှစ်မလို့နှစ်ပိတ်ပဲကြအောက်တစ်ပင်ကျော်မှာနှစ်ခါရိုက်တယ်အောက်နှစ်ပင်ကျော်မှာဒီတစ်ကျောင်းတစ်ပါနဲ့ပရိတုံးရိုက်တယ်ဒီရှစ်ရှစ်ခါရပါပါပေါ့နော် အဲ့လိုရပြီဒီချက်ကြီးသုံးလုံးသုံးလို့ခံထားဗျာဒီမှာဆောင်းကလေးရိုက်တယ်ပေါ့နော်အဲ့တော့ဒီဘက်နှစ်ကိုသွားမယ်ဆိုရင်သူကဒီရှစ်ကားကြောင့်သူ့ရဲ့ရင်ဆိုင်မှာ V shape ရှစ်ဖြစ်တယ် V မောက်ကုန်၄ပုံတွေချုပ်တယ်အဲ့ရှစ်ကြောင့်လည်းချက်ကြီးသုံးလုံးသုံးချိန်၄ချိန်၅ချိန်မှာချက်ကြီးသုံးလုံးပေါင်းချင်းရှစ်ဖြစ်တယ်နောက်ပြီးတော့ဒီ break တက်ကြောင့်အဲ့ညထဲမှာနောက်တစ်နှစ်မှာ quad တက်လို့ပေါ်ရင်နှစ်၉နဲ့ပေါ်တယ်နောက်တစ်ခုကကျွန်တော်တို့အဲ83ဒီရ83လို့ရအောင်83အကွာလေးပေါ်လေနော်83ကွာပေါ်လေနောက်တစ်ခုကတော့ဒါ tip နောက်ပိတ်နဲ့3ညတ်တင်းနောက်ပိတ်ကပုံတည်ခွတ်တည်လေးပေါ်လေပေါ့နော် ဒီတစ်ကြောင်ဒီပရိတ်တစ်ကြောင်နောက်နှစ်မှာတစ်ရည်ဒီတစ်ချိန်ပဲကြားတယ်နောက်ပိတ်ဆုံးလို့တစ်ရည်ရင်ဆိုင်မှာပဲကြားတယ်ပေါ့နော်အဲ့တစ်ထိပ်ဒီအဲ့ညထဲမှာလုံးဝနောက်ထပ်မကစားခဲ့တော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကသွားခြင်းနဲ့မဆီကဒီတစ်တစ်နှစ်ခွာရရဲ့အောက်သောင်းမှာ၃ထိပ်လို့ရိုက်တယ်အဲ့၃ထိပ်ကဒီမှာတစ်ပါတဲ့ပရိတ်သုံးထွက်တဲ့ချိန်မှာထိပ်သုံးလုံးသုံးမလို့ဒါ၃ထိပ်ရိုက်တယ်၃ထိပ်လို့ရိုက်တာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကဒီ၃ထိပ်ကြောင့်၃ပရိတ်လို့ယူဆတယ်အဲ့၃ပရိတ်လို့ယူဆတဲ့နေရာမှာ तू ကထိုးရမယ်ကဏ္ဍကျွန်တော်မင်းညလည်းပြခဲ့တယ်နှစ်မျိုးဖြစ်နေပေါ့နော်ဒီတစ်ထိပ်ကြောင့်ခွာတင်တဲ့ကျွန်တော်တို့ခွာတင်တဲ့ ပထိတ်3-5ပေါ့နော်အဲ့တစ်ကလည်းဒီ3လုံးပြစ်လို့ထည့်ရမှာဒီတစ်ထည့်ကြောင့်၄ထိတ်3-5၄ထိတ်ပေါ့နော်3လုံးပေါင်းချင်းတစ်ထည့်ပြီးတော့ခွတ်ဖြစ်ဖို့ဆိုခွန်ကားနဲ့ဒါပထိတ်3ဖြစ်ဖို့2ခါပေါ့နော်လို့ဒီမဟုတ်ဒီမှာ2ခါနဲ့ဇောင်းပရိရိုက်တဲ့အချိန်မှာခွတ်တက်မလို့သူ့ရအောင်မှာ3-6-6နဲ့3လုံးပေါင်းချင်းပြစ်လို့ဒီမှာခွတ်တက်ဒီ3ထိတ်ကြောင့်ပထိတ်ရှိ3ပါပါပထိတ်3ရိုက်တဲ့အချိန်မှာခါ3လုံးရှင်းနေဒါ၄နှစ်ခွန်လို့လဲထွက်တယ်ပေါ့နော်ဒီမှာတော့ဇောင်း၄လို့လဲချုပ်လို့ရတယ်ဒါကကျွန်တော်တတိယကဲအကြောင်းရင်းတော့ရှင်းသွားမှာပေါ့နော် ဒါကကျွန်တော်ပရမတ်ကပ်ပေါ့ဒုတိယကပ်လည်းအဲ့လိုပဲ၃ညထိပ်စီးနှစ်ကြိမ်မှာ၃၃ညခွန်ပေါ့နော်၃ည၃တွဲနဲ့ပူပလေးရိုက်တယ်သူ့ရဲ့နောက်တစ်ညမှာကျွန်တော်ပါပါကွမ်းနဲ့ပူပလေးရိုက်တယ်ပေါ့နော်အဲ့တော့ဒီသူ့ရဲ့တစ်ညကျော်မှာဒါခွန်ခါပေါ့နော်၈တင်ကလေးခွန်ခါနဲ့ခါတော့ဒီခွန်ပါပါကိုကျွန်တော်၁၂၁၃၁၄၁၃၁၄၁၅မှာထိပ်စီး၃လုံးနှစ်နဲ့သူ့အောင်မှာဗရိတ်နှစ်၁၆တင်မှာဗရိတ်နှစ်ပုံစံသူ့သောင်းမှာဒီ၃ဘိတ်ကြောင့်အဘူးခွန်နဲ့ဗရိတ်၃ထွက်တယ်ပေါ့ဗျာအဲ့တော့ဒီခွန်ကြောင့်သူ့ရဲ့ရင်ဆိုင်မှာ V shape ခွန်နောက်ဘူးပေါ့နော် V mark ခွန်၄ပုံစံနဲ့ ဒီပဋိသေတ၃ညကြောင့်၃ညထိတ်စီ2နောက်ပိတ်နဲ့တခုရိုက်တယ်ဒီမှာလည်းရိုက်တယ်တိုးပေမဲ့ဒီမှာနှလုံးပေါင်းနှစ်မှာပေါ့နော်နှစ်နောက်ပိတ်၃ညထိတ်နှလုံးပေါင်းနှစ်ကိုနှစ်ပိတ်နဲ့၃ညနှစ်ခွာတယ်အဲ့လိုခွာပြီးသားနဲ့အောက်တပင်ကြောင်မှာနှစ်ခါနဲ့ဇောင်းပိတ်ရိုက်တယ်အောက်နှစ်ပင်ကြောင်မှာ၃ညပါနဲ့ဒီခွန်ပါဝါကိုနှစ်ပိတ်လိုရိုက်တယ်ရိုက်တဲ့အချိန်မှာထိတ်စီ၃လုံး၃နဲ့ရိုက်တယ်နော်အဲ့တော့ဒီသူ့ဘေးမှာဘူး ဖြိတ်ပေါ့နော်လုံးပေါင်းချင်းခွန်ဖြစ်ပြီးတော့၃ချိန်၄ချိန်၅ချိန်မှထိပ်ထိပ်လုံးလုံးခွန်လို့ဖြစ်တယ်ဖြစ်ပြီးတာနဲ့အဲ့ဒီထဲမှာသူကခွာ၁၀လို့ပေါ်ရင်၈၀နှစ်ခွာနေပေါ်တယ်နော်၈၀နှစ်ခွာနေပေါ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီခွန်ကြောက်83အခွာတခွာခွာတယ်နော်83ခွာခွာ၁၀ပေါ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့တင်းနောက်ပိတ်ကပုံတိ63အခွာလည်းပေါ်တယ်63အခွာပေါ့နော်တင်းနောက်ပိတ်ပုံတိနဲ့တခုကစားတယ်အဲ့ဒီထဲမှာလည်းသူက ဒီ၃ညပြည့်ကြောင်၃ညထိတ်ကအဲ့တဲ့ချိန်ပဲကြာတယ်နော်ဒီ၃ညသုံးညညမှာပဲကြာတယ်သူကထိတ်ထိနောက်ပိတ်သုံးလုံး၁၀ကြောင်၃ညထိတ်ကချိန်ပဲကြာပြီးတော့အဲ့ဒီထိတ်မှာ၃ညထိတ်နောက်ထပ်လုံးဝမကစားဘူးပေါ့နော်အဲ့တစ်ထိတ်လည်းဒီလမ်းအနေရောက်တဲ့ချိန်ပဲကော်ထားတာပဲဒီလိုင်းမှာလည်းသူကတစ်ထိတ်ကတစ်ချိန်ပဲကြာတယ်ဒီလေးလေးတစ်ချိန်ပဲပေါ့နော်နောက်ထပ်တစ်ထိတ်စီမကြာဘူးအဲ့တော့ ဒီဒီ၃ညကြောင်ဒီ၃လုံး၃ညကြောင်၃ညထိတ်အချိန်ပဲကြာပြီးတော့ကျွန်တော်တို့ဒီ၃ညနှစ်ခွာတာရဲ့ဇောင်းမှာ၃ထိတ်လို့ရိုက်တယ်။အ၃ထိတ်လို့ရိုက်လို့သူ့အောင်မှာပရိတ်သုံးကိုထွက်တယ်။အဲ့ပရိတ်သုံးကလည်းဒီ၃ညပါတဲ့အဲကျွန်တော်တို့ဒီနှစ်ပရိတ်ကထိတ်ကြီး၃လုံး၃ကြောင်ဒီမှာ၃ထိတ်ရိုက်ပြီးတော့၃ပရိတ်လို့ယူဆတာပေါ့နော်။အဲ့တော့ဒီ၃ညကြောင်၃ထိတ်၉ခါ၈ထိတ်နေပေါ့နော်။၃လုံးပေါင်းချင်း၃ညဖြစ်ပြီးတော့ဒီ၃ညကြောင်ခွာ၁၀နဲ့အ၃ပရိတ်ထွက်သလား။သူဒီမဟုတ်ဆောင်ပေါင်းရင်း၄ပေါ့နော်ဒီ၃ပါပါခါ၃လုံး၈နဲ့ကျွန်တော်တို့၈၃နှစ်အမြန်ထွက်ခဲ့သလားဒီကတော့စဉ်းစားမှနှစ်မျိုးပေါ့နော် သူဘေးကဒီခွာ30ကြောင်းဒီမှာ686နဲ့30ဖြစ်ပြီးမှဒီခွာ30ခါ3လုံးရှင်းနဲ့ထွက်တလားဒါမျိုးနှစ်မျိုးပေါ့နော်အဲဒါမျိုးလေးမှတ်ထားပါဘောနော်ဒါဆိုကျွန်တော်ဒီမှာတတိယကတ်မှာလည်းသူကဒီမှာတစ်ထိပ်စီ3ထုံများရှင်းပေါ့နော်3ထုံများတွဲနေဗရိတ်တစ်ထွက်တယ်အဲ့တစ်ကြောင်းသူ့ရောက်တဲ့ဆက်မှာပါပါ ခွာနဲ့ဗရိတ်တင်နှစ်ခုနဲ့မွေးပြီးထွက်ခဲ့တယ်ဗောနော်အဲ့တော့သူ့ရဲ့တနေ့ကြောင့်မလဲဒါ6ခန်းနဲ့ခွာ3လို့ရိုက်တယ်ရိုက်တာနဲ့အဲ့နှစ်ထဲမှာ6ပါဝါကို73 74 5မှာထိထုံးလို့တည်သူ့အောက်မှာ16တင်မှာဗရိတ်နှစ်ကပုံတည်အဲ့သူ့အောက်ကောင်မှာ6ဘိတ်ကအပုခွာနဲ့ဗရိတ်6ဆိုကျွန်တော်466လိုင်းပေါ်မှာတင်ခဲ့တာဗောနော်အဲ့တော့အဲ့ဒီထဲမှာလည်းဒီ break ကိုကြောင့်ကိုထိတ်စီနှစ်အပိတ်လို့ဒီမှာပေါ်လေဗျာပေါ်တော့လည်းဒီ6အပိတ်6ထိတ်နဲ့နှလုံးပေါင်းနှစ်လို့နှစ်အပိတ်နဲ့60နှစ်ခွာတယ်အောက်တစ်ပင်ကြောင့်မှနှစ်ခါပုံတင်နဲ့ဇောင်းပရိရိုက်တယ်အဲ့အောက်နှစ်ပင်ကြောင့်မှကိုအပါနဲ့ break ပြစ်ထွက်တယ်ကျွန်တော်ကို9ခွန်ပြတာဗောနော်ထွက်တာတော့နှစ်တုံးညာကိုထွက်တယ်ကိုအပါနဲ့ break တက်ပေါ့ဗျာအဲ့မှာသူကထိတ်ထိတ်လုံးလုံးရှစ်ဖြစ်သွားပြီသုံးမို့လို့လှည့်သားတယ်ပေါ့နော်သုံးကစီဆိုထိတ်ထိတ်လုံးလုံးရှစ်အဲ့ရှစ်ကြောင့်ဒီကိုထိတ်ရဲဆောင်မှာလဲရှစ်ထိတ်လို့တည်ထားတယ်ဒါကအဲ့မှာတစ်ဖြက်ပေါ့နော်နောက်တစ်ခုကတော့ဒီမှာကျွန်တော်6ခါလို့ရိုက်တဲ့ချိန်မှာသူ့ရဲ့ဘေးမှာ V shape 6နောက်ဘူးပေါ့နော် V မောက်ခုံ၄ပုံတင်နဲ့6လောက်ရိုက်တယ်ရိုက်ပြီးတော့အဲ့ဒီထဲမှာကျွန်တော်တို့ထိတ်ထိတ်လုံးလုံး၃ရင်၄ရင်တိုင်းမှာထိတ်ထိတ်လုံးလုံး6ရိုက်တယ်နောက်တစ်ခုက4လို့ပေါ်လာတယ်2ခုံသွားတယ်ပေါ့နော်2 你古你先捏狂寿比捏内部的，那如果罗达夸古那罗卡布敲抄在东内内部的，喏，提抄东向，因嘛，讲罗那抄阿东，提抄卡白地也抄嘛，阿白寿比奥古图了，那抄阿东寿比图了，他们罗东阿抄在的，叻罗了，那，阿对，那说夸古罗加给耶，讲罗，第阿白念，诶，舍提西第那白念，夸古的块布内尼的布，那夸古那说，达贤，达阿内尼，达罗夸古拉用寿比阿了，阿对，我讲内么事噶，古提威嘛，讲罗罗古提西西阿抄嘛，舍提西第阿些，伊实体西个。 ကျွန်တော်တို့ဒီကိုးပါဗရိတ်ပြထွက်တဲ့အချိန်မှာထိသုံးလို့ရှစ်ကရှစ်ထိတ်လို့တဲမှာဒီနေရာမှာဗရိတ်ရှစ်ထွက်မှာလားဟုတ်ပြီနော်ဒီမှာဗရိတ်ရှစ်လို့ထွက်မယ်ဆိုရင်ကျွန်တော်တို့ကဒီကိုးကြောင်ဒီသုံးလုံးကိုးခဲ့မယ်ဆိုရင်6ကိုးရှိတဲ့အတွက်၄ထိတ်ထည့်ရမယ် ဟုတ်ပြီနော်လေးထိတ်လို့တက်မှာဒါကိုးဖြစ်မှာအဲ့တော့လေးထိတ်ကြီးနဲ့ပရိရှိကိုကျွန်တော်တို့ကဒီကိုးကြောင့်ခွာကိုးခဲ့မယ်ဆိုရင်တော့၄၉၅ပေါ့နော်၄၉၅ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဒီဘေးမှာနှစ်ခါနဲ့ပရိ၅ကိုပရိ၅ထွက်တဲ့ချိန်မှာခွာပေါင်းခြင်းအ3အဲ့3ကိုသူ့ရဲ့အောက်မှာ၈၆၉နဲ့၃လုံးပေါင်းခြင်း3ကိုဒီမှာခွာပေါင်းခြင်း3နဲ့မြန်လှည့်ကစားမလားဒါမျိုးတစ်ချက်ပြန်စဉ်းစားတော့ပေါ့နော်အဲ့တော့လေးထိတ်ကြီးရတဲ့အတွက်ခွာပေါင်းခြင်းကျွန်တော်တို့အ3ဖြစ်အောင်ဆိုရင်လည်းကျွန်တော်တို့ကိုး9ပိတ်ထည့်အောင်မယ်ပေါ့နော်ကို9ပိတ်ထည့်ပြီးတော့ကျွန်တော်တို့ဒီ၈ကြောင့်၈ပရိကစားတော့မယ်ဆိုရင်၈ပါပါဘူးခါ3လုံး3လို့ထည့်လိုက်မယ်ဆိုရင်ကျွန်တော်9ခါနဲ့၄၅ ကိုတဲ့ဆိုတဲ့ကဏ္ဍတစ်ခုရတယ်ဗောနော်အဲနောက်ပြီးတော့ဟိုဆုံးကကျွန်တော်တို့ဒီတက်နောက်ပိတ်နဲ့စပေါ်မယ်ပရိတ်ရှင်လည်းဖြစ်မယ်ဆိုရင်87အခွားရှိတဲ့အတွက်89တဲ့ဟုတ်ပြီနော်နောက်တစ်ခုကတော့ဒါ9ခါနဲ့နောက်ခါ3လုံး10အဲ10ပရိတ်ကိုခါ3လုံး10ပါပါ3ဖြစ်အောင်9ခါနဲ့1အပိတ်နဲ့ကျွန်တော်တို့ပရိတ်ရှင်များပေါ်ခဲ့မယ်ဆိုရင်25တဲ့ဟုတ်ပြီနော်အဲ့လိုလေးပဲဒါပါပဲကျန်တာအများကြီးတော့မဟုတ်ဘူးနော် channel line နေတော့ကျွန်တော်လည်းမဆွဲတော့ဘူးလဲဆိုတော့ဖတ်မှလည်းနီးကန်နေပြီ မင်းညာလည်းလိုင်းရမကောင်းတဲ့တော့ပေါ့နော်အဲလိုင်းမကောင်းလို့ဘာထိုးရမလဲဆိုပြီးလာလာမင်းနေလို့တခါပြန်ပြီးတော့လွှတ်ပေးခြင်းဖြစ်တယ်ပေါ့နော်တဲ့နောက်ပိုင်းညာဘရိတ်ရှစ်ကြိုက်တဲ့သူကတဲ့နောက်ပိုင်းညာဘရိတ်ရှစ်ထိုးငါခါနဲ့ဘရိတ်ရှစ်ကြိုက်တဲ့သူက၄၅၉ထိုးပေါ့နော်အဲနှစ်ကုန်ထိကျွန်တော်တို့နှစ်ကုန်ထိပေါ့နော်ဒီစောင်းလိုမျိုးကျွန်တော်တက်လေးရတော့နှစ်ွက်ပဲရှိတော့တယ်နောက်ပြီးတော့ဘရိတ်ကျွန်တော်တို့ခွာကုန်းနဲ့ဆုံးတဲ့ဒါ၈၁ခွာခွာနိုင်တဲ့လိုင်းရှိတယ်ပေါ့နော်အဲ့လိုလေးမြတ်တယ်လည်းဆောင်းပေးပါပါနော်ပေါင်ရင်လည်းကိုလောဘနဲ့ကိုထိုးတာယူပေါ့တကယ်လို့မပေါဘူးလွဲသွားပြီဆိုရင်တော့အဲ့ဒါဘာမှပေးသေးစေနာအလွဲပေါ့နော်ပေါက်သွားကြရင်ဘာမှပေးရမလို့ဘူး အဲဘေးကရောက်ချင်းတိုင်းကိုကျေးဇူးတင်တယ်ပေါ့နော် subscribe မလုပ်ရသေးဘူးအသေးလေးတွေလက်မလေးတွေမနေရသေးတဲ့ညီကောင်မောင်တို့များပါခဲ့ရင်ရောက်ချက်လောက်နှိပ်သွားပေးပါနော်ငါးကူလေးတဲ့ထိုးတဲ့ငါးကူလေးတဲ့ဆိုရင်ကျွန်တော်လေးလေးငါးကူလို့ကိုကြိုက်တယ်နော်နှိရှိဘူးဆိုင်ကလည်းအိုက်လိုင်းနဲ့မှာပဲဗျနှိရှိဘူးဆိုင်ကိုကိုနှိရှိဘူးကလည်းဒီလိုင်းနဲ့မှာပဲနှိရှိဘူးကဒီလိုင်းနဲ့မှာဒါကျွန်တော်ဖွင့်ရတော့မခင်းတော့နော်အဲ့ဒီထဲမှာ तू ကနှိ ควาดติလို့ပို့ပြီးတော့အဲ့ဒီမှာနှစ်လုံးညွေပေါ့နော်နှစ်ဒီမှာတစ်လုံးနှလုံးသုံးလုံးပေါ့နော်နှစ်ညွေကကားတယ်အနေနဲ့သုံးလုံးရှိပြီအဲ့မှာလေးလုံးငါးလုံးခြောက်လုံးခုနှစ်လုံးဒီမှာရှစ်လုံးလုံးရောက်ပေါ်ရင်ရှစ်နှစ်ပေါ့နော်ဒီမှာဆယ်လုံးထိကားတယ်အဲ့ဒီထဲမှာနှစ်ကအဲ့နှစ်ရှိဘူးဒီမှာရှိဘူးဘူးလို့ပြောနော်ဒါဆိုဒုတိယကံမှာလည်းအဲ့လိုပဲသူဒီမှာကျွန်တော်တို့အဲနှစ်တစ်လုံးပေါ့နော်နှလုံးသုံးလုံးဒီမှာနှစ်နောက်ဘူးပေါ့လေတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးကျွန်တော်တို့ခုနှစ်လုံးရှစ်လုံးကိုလုံးမြောက်ရောက်ရင်နောက်ဘူးပဲဆယ်လုံးကစားတယ်နော် ဒီမှာလည်းကျွန်တော်တို့နှစ်ကစပေါ်တော့သူရှီဘူးနဲ့ပေါ်ခဲ့တယ်ဒီမှာနှစ်နှလုံး၃လုံး၄လုံး၅လုံး၆လုံး၇လုံးရှိသွားပြီအဲ့တော့နှစ်ကရက်နေတယ်နော်နောက်ထပ်ပေါ်ခဲ့ရင်ကျွန်တော်ကဒီမှာရှီဘူးဘူးလို့ရှီဘူးနဲ့နှစ်ရှီဘူးပေါ်နိုင်တယ်လို့ယူဆတာပေါ့နော်၁၄၃၁၄၃ကောင်းလားလဲ၁၄၃ကျွန်တော်မချက်ဘူးပြ၈၆တက်ကြိုက်တယ်၈၆တက်ကျွန်တော်ဒီကျဲရလဲမွေးသီးထုတ်ခါတာပဲဒါပေမဲ့၈၆တက်တော့ကျွန်တော်မပြတော့နော်အဲ့ဒီမှာကျွန်တော်တို့၃နဲ့ပတ်သက်လို့၃နဲ့ပတ်သက်လို့ကစားကွက်တစ်ခုလည်းရှိသေးတယ်ဒါနှစ်ကုန်ကန်ကြီးလို့လက်ဆောင်အောင်ပြတာနော် YouTube ကနေဆိုကြည့်တဲ့သူလည်းများတယ်900ကျော်လေနော်1000တထောင်ကျော်လေပြန်ဆင်းသွားတဲ့သူတွေကံပေါ့ အားညမှာလည်းသုံးလုံးယူကျွန်တော်တို့ကစားကြည့်သုံးဒီမှာတစ်လုံးနှလုံးပေါ့နော်တစ်လုံးနှလုံးကြော်ရင်လည်းပြောအောင်နော်တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးပေါ့နော်၆လုံးခုနှလုံးခုနှလုံးဆိုတော့ကျွန်တော်တို့၈လုံးမြောက်ပေါ်ရင်၈လုံးမြောက်ပေါ်ခဲ့ရင်ကျွန်တော်တို့63နဲ့ပေါ်လေနော်63နဲ့ပေါ်လေသူကထိပ်စီးကိုကျွန်တော်တို့ကထိပ်စီးကိုသုံးလုံးပေါင်းချင်း၈နဲ့တွားတယ်ဗျဒီ63လို့ပေါ်လေနော်6ခါ3ဝိတ် 6ခါ3ပိတ်နဲ့63လို့ပေါ်တယ်ထိပ်ကြီး3လုံး8လို့ချုပ်ပြီးမှပေါ်တယ်ဗျအဲ့6ကဒီမှာကျွန်တော်ထိပ်ကြီး3လုံး3နဲ့ချိန်မှာကျွန်တော်တို့ဒီ6ကြောက်ဒီမှာ6နဲ့ပေါ့နော်6ခါ3ပိတ်နဲ့ပေါ်တယ်အဲ့မှာထိပ်ကြီး3လုံး8ပေါ့နော်8နဲ့63ပေါ်တယ်ဒါ3ကျွန်တော်ဘယ်နှလုံးမြောက်လဲတစ်လုံးနှလုံး3လုံး4လုံး5လုံး6လုံး9လုံး10လုံးမြောက်ပေါ်ခဲ့ရင်ပေါ့နော်3 10လုံးမြောက်ပေါ်ရင်နောက်ပိတ်နဲ့ထိပ်ကြီး3လုံး10ဖြစ်ပြီးမှ63 6ခါနဲ့ပေါ့နော်အဲ6 63လို့ထွက်တယ်ပေါ့ဒါကျန်တော့တဲ့ချိန်မှာဘယ်နှကွက်မှမထိုးရတော့ပေါ့နော်အဲ့လိုလေးထိုးရင်ထိုးကြည့်ပေါ့အောက်ခါ3ပိတ်နော်စီနီယာသွားမှာ အဲ့တော့ဒုတိယနှစ်မှာလည်းသူကသုံးခွင်နှလုံးပေါ်လေရေးကြည့်မယ်ပေါ့နော်သုံးတလုံးနှလုံးသုံးလုံးလေးလုံးငါးလုံး၆လုံးကျွန်တော်တို့ခုနှစ်လုံးခုနှစ်လုံးနော်ရှစ်လုံးမြောက်ပေါ်ပြီဆိုရင်သူကဒီမှာသုံးနောက်ဘူးသုံးနောက်ပိတ်နေပေါ်လေသုံးနောက်ပိတ်နေပေါ်တဲ့အချိန်မှာသူက83ခွန်ခါ3ပိတ်လို့ပေါ်တယ်ပေါ်တဲ့အချိန်မှာဒီကထိသီးသုံးလုံးပေါင်းရင်းနှစ်မလို့ကျွန်တော်တို့အဲနှစ်ပါပါပေါ့နော်ထိသီးသုံးလုံးခွန်လည်းပေါ်လေဗျခွန်ထက်ကြောင်ပေါ့နော်ဒီခွန်ထက်ကြောင်ထိသီးသုံးလုံးကျွန်တော်တို့ခွန်နဲ့ခွန်3ခွန်3လို့ပေါ်လေဗျအဲမှာ3ကျွန်တော်တို့ ရှစ်လုံးပေါ်ခဲ့ရင်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာတတိယကတ်မှာလဲ၃နဲ့ပတ်သက်လို့ဒီနေ့ထဲမှာပေါ့နော်ဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးခုနှစ်လုံးကျွန်တော်တို့ရှစ်လုံးပေါ့နော်ကိုးလုံးရောက်ပေါ်မယ်ဆိုရင်ကိုးလုံးရောက်ပေါ်မယ်ဆိုရင်ဒီနေ့၃၄၅၆ခွန်းရှစ်ကိုလုံးမြောက်ပုံမယ်ဆိုရင်ကျွန်တော်တို့ကဘာကြံလဲဆိုတော့ရှစ်ခါပေါ့နော်ရှစ်ခါနဲ့၃အပိတ်နဲ့ရှစ်၃ခွဲရှစ်၃ခွဲကိုထည့်စုံလုံးပေါင်းရင်၆ဖြစ်ရမှာဆိုတော့ဒီဘွဲမှာဆိုရင်ကျွန်တော်တို့ကအော် sorry 6ခွန်6ဟုတ်တယ်เนาะ6ဖြစ်ရမှာဆိုတော့2 8 3လို့ခဏမျိုးရတယ်ဗျာဒါပေမဲ့ဒီပွဲလို့ဆိုတော့အကြာကြီးမဟုတ်သေးဘူးပေါ့เนาะနောက်ပွဲတွေမှာထိုးခြင်း6ခါ3ပိတ်ရှိတယ်အဲ့လိုလေးပြချင်တာเนาะ6ခါ3ပိတ်နောက်တစ်ခုပြောဖို့ကြံတော့တာကဒီတစ်ထည့်ရဲ့ဆောင်းမှာ3ထိတ်တယ်ပြီးစစ်စစ်လုံးလုံး3ရောင်ဗရင်းရိုက်တဲ့ချိန်မှာဒီက3ည8 3မှာပေါ့เนาะဒီ3ည8 3မှာ3ည8 4ထိတ်6ထိတ်3လုံးပေါင်းခြင်း3မလို့3ပိတ်လို့ယူဆတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဗာပြန်လဲဆိုတော့ဒီ6ပေါ့เนาะဒီ6ပေါ့အဓိကဒီ6ကြောင်း67 အတွဲပေါ့နော်61အတွဲနှစ်တွဲတွဲတယ်တနည်းလုံးပါနော်61အတွဲနှစ်တွဲပဲကစားတယ်ဒီမှာ6ခါတစ်ပိတ်တွဲ6ခါတစ်ပိတ်တွဲ61အခွာတွဲပေါ့နော်166တိအခွာပေါ့ဗျာဒီမှာနှစ်တွဲကစားတယ်နော်61အခွာ6ခါတစ်ပိတ်နှစ်တွဲကစားတယ်နော်နောက်ထပ်61အတွဲလိုက်မရှိဘူးနော်ရှာကြည့်ပေါ့ဒါပထမတစ်ခက်နော်ဒါဆိုဒုတိယကံမှာလည်းကျွန်တော်တို့ဒီ၃ညထိရဲ့သွားမှာ၃ထိ၃ထိကြောင့်ပရိ၃ထိသုံးလုံး၃ကြောင့်ပရိ၃အဲ့၃ကလည်းဒီ၃90ထွက်တဲ့ချိန်မှာ၃ထိ၂ထိ၈ထိပေါ့နော်၃နှစ်၈က၃လို့၃ထိရပြီးမှာပရိ၃ထွက်တာအဲ့တော့ကျွန်တော်တို့က 6ပြီးတော့ပေါ့နော်ဒီခွန်ပေါ့ဒီကျွန်တော်တို့73ချိန်15ချိန်မှာခွန်ထိတ်ပေါ့နော်ဒီခွန်ကြောင့်သူ့ရဲ့နောက်တစ်ညမှာ82ပါဝါအတွဲဘယ်နဲ့တွဲကစားလဲဆိုနှစ်တွဲပဲကစားတယ်ဒီမှာနှစ်ခွန်ခွာတယ်ဟုတ်ပြီနော်နှစ်ခွန်ခွာတယ်နှစ်ခွန်ခွာတတွဲတတွဲတွဲတယ်ပေါ့နော်နောက်ထပ်82ဘယ်နဲ့မှာတွဲလဲဆိုတော့ဒီမှာကြည့်လိုက်ခွန်ခါနှစ်ပိတ်တစ်ခုကစားတယ်ဟုတ်ပြီနော်အဲ့နှစ်တွဲပဲကစားတယ်ဗျနောက်ထပ်အပိုလိုမရှိဘူးနော်82နဲ့ပတ်သက်လို့အဲ့နှစ်ခွန်ခွာတယ်ပရမခွာတယ်ဒုတိယခါဝင်နောက်ပိတ်ရိုက်တယ်ပရမကတ်ကခါဝင်နောက်ပိတ်ဒုတိယကခွာတယ်အဲ့တော့ဒီမှာလဲကျွန်တော်တို့ကြောက် ဒီ3 6 3ပေါ့နော်သူရဲ့နောက်တစ်နေ့မှာဒါကျွန်တော်6ထည့်ရဲစောင်းမှာ6ထည့်ရိုက်တယ်ထိတ်သုံးလို့6ကြောင်းဒီမှာ break 6လည်းရိုက်ချင်တယ်အဲ့တော့အဲ့6ကလည်းဒီ3 6 3ထွက်တဲ့ချိန်မှာ3ထည့်4ထည့်4ထည့်နဲ့6ခဲ့လို့ဒီမှာ6ထည့်လို့လည်းရိုက်သွားပြီကျွန်တော်6 6အဲ့6 6 6ပြည့်ဒီဘက်မှာထည့်ခဲ့တာပေါ့နော်အဲ့မှာ6ထည့်လည်းရိုက်ပြီထိတ်သုံးလုံး6လို့လည်းထည့်တယ်ပြ break 6ပေါ့အဲ့ဒီကမှကျွန်တော်တို့ဒီနေ့ထဲမှာကစားခြင်းနဲ့ကစားခွက်ဒီထဲအကျဉ်းလေးတွေကဒီ6ကြောင်း ဒီ shift ထိတ်ကြောင်ပေါ့နော်15ချိန်က shift ထိတ်ကြောင်အဲ shift ကကျွန်တော်တို့ဒီမှာပထမဆုံးအဲ shift 3တွဲပြီဆိုရင်သူကဒီမှာ shift 3အခွားနဲ့ပေါ်လာတယ် shift 3ခွားနော်အဲ့တော့ကျွန်တော်တို့ကြည့်ရနေတာက shift ခါ3ဘိတ် shift ခါနဲ့3ဘိတ်သူကတော့10ခွားသွားတာအဲ့တစ်ခွားထက်ချုပ်ရင်တော့ထိတ်3လုံးကျွန်တော်တို့6နဲ့သွားပါပေါ့နော် shift ခါ3ဘိတ် shift ရတော့ကြက်ချီခက်ပေါ့နော်ခဲခဲပွန်လေးပေါ့အဲ shift ခါ3ဘိတ်၄ချိန်ပေါ့လိုက်ထိုးကြည့်ပေါ့ဒါကြက်ရင်ပေါ့နော်ရှစ်ခါ၃ဘိတ် တော့အမှန်မှန်ခံဘေးကုန်ခံပြီးပေးပါရင်းနဲ့မပေါက်ရင်းနဲ့တော့မထိုးကြနဲ့တဲ့ကံမကောင်းဘူးမှယူကြပေါ့လေ၈၃နှစ်တယ်ကျွန်တော်ကတော့၈၃နှစ်ပေါ့နော်ကျွန်တော်က၈ခါ၃ဘိတ်ဒီနေ့ထဲမှာ၈ခါတိုင်း၃ဘိတ်ပေါ်ရရှိရနော်၈ခါတိုင်း၃ဘိတ်ပေါ်ရရှိရမိကြိုင်နေတဲ့ရင်ရှိကထိတ်သွဲထိုးရင်လည်းထိုးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အဲကျွန်တော်ပြောတဲ့ထိတ်သုံးလုံး၆နဲ့ပုံနေနဲ့တွားကြင်လေထိတ်သုံးလုံး၆နဲ့ပုံနေတွားကြင်လေကျွန်တော်တို့ဒီဘွဲမှာဆို၂၈၃ပေါ့နော်အားလုံးပဲကံကောင်းကြပါစေ ရှေ့ CD ဆွဲလို့ရတယ်၄ချိန်ပေါ့နော်ကြံ၄ချိန်မှာ၈ခါ၃ပိတ်ဒါသူ့ရဲ့ site မှာနိုင်သွားမယ်ဆိုရင်ပထမက၆ခါ၁ပိတ်နောက်တစ်ခါ၁၆ခါလေဒုတိယက2ထိပ်ခွန်ပိတ်နောက်တစ်ခါပေါ်တဲ့ချိန်မှာခွန်ခါ2ပိတ်အခုဒီမှာကတတိယကန်နေနဲ့က၃၈ခွာသွားပြီအဲ့တူ၈ခါ၃ပိတ်တခုကြံနေတယ်ကြံ၄ချိန်မှာသူကြံတော့ပြောရတော့ကျွန်တော်အပေါက်အပိုင်းပေးပါမယ်လို့ကျွန်တော်တော့အာမဘန်နေမခံနိုင်ဘူးတို့ပေမဲ့စိုက်ရကျွန်တော်ရှာခွေမှုရမြင်တာကိုချပြခြင်းတာဖြစ်တယ်နော်အဲအားပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ပါတယ်လိုက်လေးတွေလက်မလေးတွေ subscribe မနဲ့ရရတဲ့ညီကောင်မောင်နှမများတယောက်ချင်းတိုင်းလည်း subscribe ပါလေးနေပြီးတော့အားပေးခဲ့ပါဦးနော်အားလုံးပဲဘိုင်းမင်္ဂလာလို့ကျွန်တော်တို့နောက်ပြန်လည်ဆုံတွေ့ကြပါမယ်ဗျာအားလုံးပဲကံကောင်းကြပါစေနော်